တစ်ပတ်အတွင်းတရင်ချင်းချုပ်ပြောပြပါမယ်။ဖမော်ဘက်ကတရင်နဲ့ဆိုပါမယ်။မမ်မော်ကိုစက်တင်ဘာ25ဆီထက်မနေ့ရောက်လာပြီးနောက် KIA ရဲ့စခန်းတွေပေးလိုက်ရပါတယ်။အဲနောက်ခုစက်တင်ဘာနဲ့အောက်တိုဘာလထဲမှာတော့စစ်တပ်ရဲ့ကာကင်းစခန်းကားနေရာလောက်ကို KIA ကပြန်လည်ရယူထားပါတယ်။စက်တင်ဘာ26ရက်မှာကာကင်းတစ်ခု အောက်တိုဘာ4ရက်နေ့မှာခလာရ49ရက်ကာကင်းစခန်းတစ်ခုကိုရရှိခဲ့ပါတယ်။အဲနောက်အောက်တိုဘာ9ရက်နေ့မှာတော့မုံမောက်ဘက်ထွက်နှစ်မိုင်နဲ့3မိုင်ဝန်းကျင်မှာရှိတဲ့ကာကင်း3ခုကိုရရှိခဲ့ကြောင်းသိရပါတယ်။ ဝိုင်းမော်ဘက်ကိုကြည့်ရင်လည်းစစ်တပ်ကလာမြန်ရွာဘက်ကိုမကြာခဏစစ်ကြောင်းထိုးလေ့ရှိပါတယ်။အောက်တိုဘာ၈ရက်နေ့မှာတော့စစ်တပ်သိမ်းပိုက်ထားတဲ့လမြန်ရွာကို KIA ဘက်ကပြန်လည်သိမ်းယူထားလိုက်ပါတယ်။အခုတော့ဖားကန်ဘက်ကိုကြည့်ရအောင်ပါဖားကန်မှာတိုက်ပွဲတွေပြန်စနေပြီးတော့ဖားကန်ကမလန်းရွာဘက်ကိုလေကြောင်းပုံကျဲပြီးစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။စစ်တပ်ကဆိုင်းတောင်ဘက်ကိုထိန်းချုပ်ချင်လို့စစ်ကြောင်းထိုးနေတာလို့တုံ့တက်နေကြပါတယ်။ရခိုင်ဘက်ကိုကြည့်ရအောင်စစ်တပ်နဲ့ AA တို့ဟာအမျိုးနယ်နဲ့ထိဆက်နေတဲ့ မြေပဲမြို့နယ်တဲကနယ်ရေကံပြူဟာဝင်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေတာပါ နောက်ဆုံးသတင်းတွေအရဇင်ပြုံးကနေတဆင့်စစ်သားပြပါတဲ့စစ်ကားကြီးစီးနယ်ရေကံဘက်ကိုထွက်ခွာသွားခဲ့ပါတယ်တောင်ကုန်းနဲ့ထိဆက်နေတဲ့ပဒေါင်းဘက်မှာတော့တောင်ကုန်းပဒေါင်းကားလမ်းပေါ်ကညောင်ကျိုးနဲ့ဆင်းလန်းစခန်းကြားမှာတိုက်ပွဲတွေဖြစ်နေပါတယ်ဆင်းလန်းစခန်းသားမှာကပ္ပစာ6နဲ့ကပ္ပစာ9လို့ရှိနေတာကြောင့်စစ်ကူတွေတောက်လျှောက်ပို့ပြီးလေကြောင်းနဲ့ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်ကွန်မြူနယ်နဲ့ထိဆက်နေတဲ့ AR တိုင်းဘက်မှာတော့ အောက်တိုဘာလဆန်းပိုင်းတုန်းကရိုးလန်းပေါ်မှာတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။အဲနောက်ပိုင်းငကားရီတောင်နဲ့အမတ်344ကလက်နက်ကြီးတွေစစ်တပ်ဖြစ်ခတ်ခဲ့ပြီးဆက်ဆက်ရွရွာနားမှာတိုက်ပွဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်မှာ၈ရက်၉ရက်၁၀ရက်နေ့တွေမှာအတန်တွေပြောင်းရင်နေပြီးလင်းမြနာနဲ့ရေကြီးမြို့နယ်အဆက်မှာနေထိုင်သူမရှိတဲ့လောက်ဖြစ်ပြီးဆက်တွယ်ရေးတွေပါခက်ခဲနေတာကြောင့်စုံစမ်းနေစေဖြစ်ပါတယ်။အောက်တိုဘာ၁၁ရက်နေ့တွင်ကတော့မကွေးတိုင်းနဘဲမြို့နယ်ဆက်ဗရန်တက်နယ်မှာရှိတဲ့နေရီကန်လေးကျောင်းရံ ကာကွယ်ရေးစခန်ဘူဟာကုန်းကနေစစ်သားတွေကအေအေနဲ့ပူးပေါင်းမဟာမိတ်တပ်တွေအခုရက်ပိုင်းမှာတင်ပိုက်ထားတဲ့ဖိုက်တာကုန်းနဲ့ကိုကြီးစခန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့နေဘဲမျိုးစစ်ရေးတရင်မြစ်တွေစီကတီးရပါတယ်။နေရေကံဘူဟာကုန်းရဲ့အဓိကကကင်းစခန်တစ်ခုဖြစ်တဲ့ဖိုက်တာကုန်းကကင်းစခန်ကိုအေအေနဲ့ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့မှာတင်ပိုက်ထိန်းချုပ်ထားတာဖြစ်ပြီးစစ်တပ်ကဆိုဘာကကင်းစခန်ကုန်းကိုပြန်လည်ရယူဖို့အတွက်ထိုးစစ်ဆင်လာနေတာလည်းဖြစ်ပါတယ်။ နေရီကံဘူဟာကုန်းရဲ့ရှေ့ကဂါကင်းစခန်းတစ်ခုဖြစ်တဲ့ဖိုက်တာကုန်းစခန်းကိုအေအေနဲ့ပူးပေါင်းတပ်တွေကတိမ့်ပိုက်လိုက်တာကြောင့်စစ်တပ်ကပြန်ပြီးတော့ထိုးစစ်ဆင်လာတာပါဘူဟာကုန်းကနေစစ်ကြောင်းလိုက်ထိုးစစ်ဆင်လာတော့သူတို့လုံခြုံမဲ့နေရာကိုရောက်တဲ့အခါမှာထွက်ပြေးမှုတွေရှိတယ်လို့သိရပါတယ်ဖိုက်တာကုန်းစခန်းနဲ့ကိုကြီးစခန်းတွေကိုမရောက်ဘဲနဲ့လမ်းခုလက်နေရာတွေမှာထွက်ပြေးမှုတွေရှိနေကြတာဖြစ်ပါတယ်လို့ညဘဲမျိုးရှိစစ်ရေးတရင်မြစ်တူကပြောပါတယ်အလားတူအေအေနဲ့ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့မှာအန် ဗရန်လန်ပိုင်းမှာရှိတဲ့နေရီကန်လေးချောင်းရံကာဝေးရေးစခန်းနဲ့တမိုက်ကွာကစစ်တပ်ရဲ့ခန်းစစ်စခန်းတွေရှိတဲ့ကိုကြီးကြီးရွာကကာကင်းစခန်းကိုတင်ပိုက်ထင်းချုပ်ထားပါဗန်ဒန်လန်ပိုင်းမှာတခုတည်းကျန်ရှိတော့တဲ့နေရီကန်လေးချောင်းရံကာဝေးရေးစခန်းကိုလည်းအေအေနဲ့ပူးပေါင်းတဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးနေရီကန်ဂျူဟာနဲ့ဆယ်မိုင်ကကွာကကပတ်ဆဆဲလီနဲ့ပြင်းဝစစ်စီရေးကိန်းကြီးကကာကင်းစခန်းတွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗန်နေရီကန်ဂျူဟာကုန်းစခန်းဟာ မြင့်ပင်9000ကျော်မှာတိစောက်ထားတာဖြစ်ပြီးလက်ရှိဖြစ်တင်ထားတဲ့စစ်သားရေအတွက်ဟာလည်းအင်အားထောင်နေစီရှိတယ်လို့လည်း AA စစ်ရေးတရင်မြစ်တွေကပြောပါတယ်။ AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာမကွေးတိုင်းငိုဘဲမြို့နယ်အန်ပဒန်းလမ်းပိုင်းရှိ MPD တာဝါတိုင်ကုန်းစခန်းမထုံးရွာတဲ့လင်းတဲ့စုံတက်ကံမြင်ကံကြက်ရည်စံပင်းရည်စံကုတ်ကြီးနဲ့ဖိုက်တာကုန်းစခန်းတွေကိုတိမ့်ပိုက်ထင်းချုပ်ထားတာလည်းဖြစ်ပါတယ်။အန်ပဒန်းလမ်းပိုင်းရှိနက်ရည်ကံပြူဟာကုန်းစခန်းကိုအားရခတ်တဲ့တော် AA ချင်းကဝေးရတဲ့နဲ့အရှိုချင်းကဝေးရတဲ့မကွေးတိုင်း အခြေစိုက် PDF တည်ရင်တွေចောင်းသားလက်ရုံတက်တော်ပြည်သူ့လွတ်လပ်ရေးတက်တော် PIA လူမှုတော်လမ်းရေးမဟာမိအင်အားစု မကွေးတို့ကထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်တယ်လို့တည်ထားရပါတယ်